အရှင်ဖရာလောကမှာဗုဒ္ဓနဲ့မိဘဘယ်သူကပုံမြတ်ပါလဲဖရာတဲ့။တာမန်အားဖြင့်ပြောမယ်ဆိုရင်တော့မိဘကပုံမြတ်တယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်။တကယ်တော့ဖရာကပုံမြတ်ပါတယ်နော်။ဘာကြောင့်ဖရာကပုံမြတ်ရတာလဲဆိုရင်တိမိဘသည်သာသမီ အပေါ်မှာချစ်ချင်းမြတ်တာရှိတာမှတ်ပေမဲ့မိဘသည်သာသမီအပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာမျိုးကို တခြားတတဝါတွေအပေါ်မှာမထားနိုင်ပါဘူး။ဖျားကတော့တတဝါအလုံးအပေါ်မှာမေတ္တာထားနိုင်ပါတယ်။နှင့်မိဘသည်သာသမီကိုမွေးထုတ်ပေးတဲ့ကျေးဇူးရှိတာမှန်ပေမဲ့သာသမီကိုတန်တရာဝစ်စင်းရဲကလွမြောက်ကြောင်းလမ်းအမှန်ကိုမပြသပေးနိုင်ပါဘူး။ဖျားကတော့တတဝါအလုံးကိုတန်တရာဝစ်စင်းရဲကလွမြောက်ကြောင်းလမ်းအမှန်ကိုပြသပေးနိုင်ပါတယ်။အဲ့ဒီအချက်နှစ်ချက်ကြောင့်ပဲ ဖះဟာမိဘထက်ပုံမြတ်ရခြင်းဖြစ်ပါတယ်เนาะ